ညီနေတဲ့အချိန်မှာဖះရှိခိုးကြောင်းထဲမှာအလောင်းတစ်လောင်းကရောက်လာခဲ့ပါပြီဒီလိုဖြစ်ရမျိုးပထမအဆုံးအချိန်တော့မဟုတ်ပါဘူးလွန်ခဲ့တဲ့9နှစ်တုန်းကဒီလိုလူတက်မှုတွေစတိုက်ဆိုသလိုဖြစ်ခဲ့မှုပါပြီလူတက်သမားကိုပကြီးစရာ the artist လို့လူသိများပေမဲ့လို့အရင်ကတည်းကရဲတွေဖမ်းဆီးပြီးထောင်ထဲမှာချုံနှောင်ထားပြီးသားပါဒါကြောင့်မလို့ရဲတွေကဒီအမှုကိုပကြီးစရာရဲ့နီလန်းတွေကိုအတူခိုးတဲ့သူတယောက်ကကျူးလွန်တာလို့တန်တရားရှိနေကြပါပြီရဲတွေတဲလွန်စာဘာသူမှကိုတွေ့ရသေးခင်မှာပဲနောက်ထပ်အမှုပညာလက်ရာတစ်ခုကပေါ်လာပြန်ပါပြီ အခင်းဖြစ်ပွားတဲ့နေရာမှာလူသက်သမားရဲ့ခြေရလက်ရမတွေ့ရပေမဲ့အလောင်းကိုမပုံမတိုးအောင်လို့ထိန်းသိမ်းထားတဲ့ဓာတုပစ္စည်းကပကြီးစရာတုံးခဲ့တာနဲ့အလွန်ကမှဆင်တူနေပါပြီ။အမှုအမြတ်ပြီးစေဖို့အတွက်ကိုရဲချုပ်ကပကြီးစရာစီကအကူအညီတောင်းရဖို့ကိုစီစဉ်လိုက်ပြီးတော့စုံတော့မေရီကလည်းဒီအကြံဉာဏ်ကိုလောဝကိုမှအပြေအဝါကိုထောက်ခံလိုက်ပါပြီ။သူမကတော့ပကြီးစရာမှာပြေဆုံးခြင်းနဲ့ဆက်ရှိတဲ့တဘာဝကြောင့်သူ့ရဲ့လက်ရတွေကိုအတူခိုးတဲ့သူတွေကိုမုန်းတီးပါပြီ။ဒါကြောင့်မလို့မေရီကိုယ်တိုင်ပကြီးစရာကိုထောင်ထဲမှာတွားတွေးဖို့ကိုဆုံးဖြတ်လိုက်ပါပြီ။ ဒါပေမဲ့လို့သူ့ရဲ့လုံဖို့ကင်ပဲခြေကတော့ပြင်းပြင်းထန်ထန်ကန့်ကွက်ပြီးတော့ဇပွဲကိုဒေါသတကြီးနဲ့ရိုက်ချကာရုံးခန်းထဲကနေကိုထွက်သွားခဲ့ပါတယ်။ခြေကန့်ကွက်ရတဲ့အကြောင်းရင်းကတော့သူ့ကိုယ်တိုင်ပကြေးဆရာကိုဖမ်းခဲ့တဲ့သူဖြစ်နေလို့ပါ။ခြေကတော့သူ့ထက်ပကြေးဆရာကိုပို့ပြီးတော့တီးတဲ့သူမရှိဘူးလို့ကြွေးကြော်နေခဲ့ပါတယ်။သူဖွင့်ဟလိုက်တဲ့အခါမှာပကြေးဆရာကအမျိုးသမီး6ယောက်ကိုတတ်ခဲ့တယ်ဆိုပေမဲ့တကယ်တမ်းက900မြောက်တားကောင်တယောက်ရှိနေခဲ့ပါတယ်။အဲ့ဒီ900မြောက်တားကောင်ကတော့ခြေရဲ့ပါတနာဟောင်းဇစ်ဖြစ်ပြီးတော့သူနဲ့အတူအမှုကိုစုံစမ်းခဲ့တဲ့သူပါ။ သူတို့နှစ်ဦးစလုံးဟာပတိစီယာကိုလိုက်နေရင်ကားတိုင်းမှုတစ်ခုဖြစ်ခဲ့ပါပြီ။ဂျေခနာတာတတိမိသွားခဲ့ပြီးတော့ပြန်နိုးလာတဲ့အခါမှာစစ်ဟာလေပတိစီယာရဲ့ဘေးနားမှာရဲနေတာကိုမြင်လိုက်ရပါပြီ။အဒီနောက်တစ်စုံတစ်ခုကပူကက်ခံရတယ်လို့မျိုးစီကသူ့ကိုယ်သူတက်စီလောင်းပြီးတော့မိရှို့ခဲ့ပါပြီ။ဂျေကရောစီဟာပတိစီယာရဲ့စိတ်ညှို့တာကိုခံခဲ့ရတယ်လို့ယုံကြည်ပြီးတော့မေရီကိုလည်းဒီလိုပဲဖြစ်သွားမှာကိုစိုးရိမ်နေပါပြီ။မကြာခင်မှာပဲမေရီဟာပတိစီယာနဲ့တွေ့ဆုံဖို့ထောက်ကိုရောက်လာခဲ့ပါပြီ။ ူကတော့သူမလာတာကိုကြိုသိနေဟန်ရှိပြီးတော့သူကတော့တောင်းပန်ပါတဲ့တစုံတယောက်ကသူမလာမယ်ဆိုတာကိုပြောပြခဲ့တယ်လို့ဆိုပါရီမေရီကဒီလိုမျိုးနားမလည်နိုင်တဲ့မှတ်ချက်ကိုလစ်လို့ရှုပြီးတော့အတူခိုးလူတက်သမားအကြောင်းကိုတည်တည်မိပါရီပဒေစီယာကတော့သူ့ရဲ့လက်ရာတွေဟာအင်တာနက်မှာအပြည့်ရှိနေတာမဟုတ်လို့အတူခိုးတဲ့သူဟာဘသူမဆိုဖြစ်နိုင်တယ်လို့ပြောပါရီမေရီကတော့ထိမ့်သိမ့်ဓာတုပစ္စည်းရဲ့ဖော်မူလာဟာရဲရီရဲ့လှုပ်ဝက်ဖိုင်ဖြစ်ကြောင်းကိုထောက်ပြလိုက်ပါရီဒီဖော်မူလာကိုသိတဲ့သူဟာပဒေစီယာတရှင်ကတည်ကြွခဲ့တဲ့သူဖြစ်နိုင်တယ်လို့သူမကတော့အကြံပေးပါရီ ဒီစီယာကတော့ကိုညီဖို့သဘောတူပေမဲ့အခြေအနေတစ်ခုကတော့ရှိပါသည်။သူ့ရဲ့နှုတ်ပညာလက်ရာဟောင်းတွေအားလုံးကိုသူ့ရဲ့အခန်းထဲကိုပြောင်းရွှေ့ပေးရမယ်လို့ပြောပါသည်။အပြန်လမ်းမှာဂျေကတော့ coffee တောက်ဖို့ကိုအဆင်ပြေတဲ့စတိုးဆိုင်မှာခဏရပ်မယ်လို့ပြောပါသည်။ပြင်းကြီးနေတဲ့မေရီကဂျေရဲ့ကားရဲ့ပစ္စည်းထဲတဲ့နေရာကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာလဝါကက်တိုင်းစေယောဂါစေဗလင်နဲ့ဘာသာရေးစာအုပ်တအုပ်ကိုတွေ့လိုက်ရပါသည်။ ရုတ်တရက်ဆိုလိုပဲအင်ဂျင်မဲ့အမျိုးသားတဦးကပေါ်လာခဲ့ပြီးမေရီလက်ထဲကစာအုပ်ကိုထက်ခါတလဲလဲလက်ညှိုးထိုးပြီးတော့ပြောပြခြင်းနေဟန်ရပါသည်။ရေစကန်ကိုပြောင်းတဲ့အခါမှာရုတ်အလောင်းစစ်စေးသူကအလောင်းပေါ်မှာလက်ဝဲရဘာမှကိုမတွေ့ရဘူးလို့အကြောင်းကြားပါသည်။ဒီတော့တွင်မှာပဲပကြီးစီယာကမေရီပေးခဲ့တဲ့စာရွက်စာတမ်းတွေကိုပြန်လဲစစ်ဆေးပြီးသွားတဲ့နောက်တခုခုကိုရှာဖွေတွေ့ရှိလိုက်ဟန်ရပါသည်။အကျဉ်းထောက်အဆောင်တဦးရဲ့အကူအညီနဲ့မေရီကိုဆက်သွယ်လာပြီးတော့တားကောင်ရဲ့တောင်းမန်တွေကိုရုတ်အလောင်းစစ်စေးတဲ့သူကဖျက်ပစ်လိုက်ပြီလားဆိုပြီးတော့မေးလိုက်ပါသည်။ အဲ့ဒါတွေဟာတားကောင်ရဲ့နံပါတ်1ခီးအတွက်ကိုမှအရေးကြီးဆုံးအရာတွေပါလို့သူကတော့ပြောလိုက်ပါတယ်။မေဘီကတော့ချက်ချင်းဆိုသလိုပဲအလောင်းထားရာရုံကိုပြန်သွားခဲ့ပြီးတော့ရွှေရောင်တမန်တွေကိုကက်ဂျီနဲ့ကိုဖျက်ကြည့်လိုက်တဲ့အခါမှာလက်တန်းနီဘက်ကြီးတစ်ခုကိုတွေ့လိုက်ရပါတယ်။မေဘီကတော့ချက်ချင်းဆိုသလိုမှတ်မိသွားပါတယ်။ဒါဟာနှစ်ပေါင်းများစွာဖျက်သိမ်းပြီးသားလက်တန်းနီတစ်စိတ်တစ်ခုပါ။လက်တန်းနီတစ်ချောင်းထဲကတဲလွန်စာအများကြီးမဟုတ်ဘူးလို့ထင်ရပေမယ့်မေဘီကတော့နောက်ထပ်တဲလွန်စာတွေရနိုင်ဖို့ဗကြီးစီယာနဲ့ဆက်သွယ်ခွင့်ပြုဖို့ရဲချုပ်ကိုတောင်းဆိုလိုက်ပါတယ်။ ဒါပေမဲ့လူကြီးကတော့နှစ်ပတ်ပဲအချိန်ရတော့မယ်ပကြီးစီရအစားအတူခိုးလူတသမားကိုပဲအာယုံဆိုင်ဖို့ကိုမှတင်းနေဆိုပြီးတော့အကြံပြုလိုက်ပါရင်ဂျေကတော့ထွက်သွားပြီးသားတဲ့နောက်မှာမေရီကတော့ဂျေးပကြီးစီရကိုဖန်တော့ကတကယ်တမ်းဘာတွေဖြစ်ခဲ့လဲဆိုတာကိုရဲချုပ်ကမေးပါရင်ရဲချုပ်ကတော့ဂျိန်းနဲ့ဇစ်တို့အဝေးပြေးလမ်းမပေါ်မှာပကြီးစီရကိုလိုက်ရင်လည်းကားတိုက်မှုဖြစ်ခဲ့တယ်လို့ရှင်းပြပါရင်ကားကတော့မီလောင်ခဲ့ပြီးတော့ဂျေကတော့အသက်ရှင်ခဲ့ပေမဲ့ဇီကတော့ချက်ချင်းဆိုသလိုတည်ဆုံးခဲ့တာပါဂျေကတော့လက်ပေါ်မှာမီလောင်တန်ရအမာရွတ်တွေရှိနေတော့ပါပြီဒီရှင်လင်းချက်ကတော့မေရီကိုဂျေးပေါ်တန်တရားဝင်စီပါရင် ငါးဖမ်းသမားတအူးဟာငါးထွက်ဖမ်းဖို့ပြင်ဆင်နေတော့သူ့ရဲ့လေကိုခြိထားတဲ့ကြိုးပြက်နေတာကိုတွေ့လိုက်ရပါတယ်။အနီနာကမြို့ကိုတွေရှင်းသွားတဲ့အခါမှာနှစ်သားတစ်ပါးကယုတ်တရက်ဆိုသလိုပေါ်လာခဲ့ပါတယ်။သုံးရက်တွင်းမှာပဲတားကောင်သုံးဦးကိုတွေ့ရှိခဲ့ရပါပြီ။တတိယတားကောင်ရဲ့လက်သေးအောက်မှာတန်လိုက်အိမ်မြောင်အတချောင်းစိုက်ဝင်နေတာကိုတွေ့လိုက်ရပါတယ်။ဂျီကတော့ချက်ချင်းကိုမှမှတ်မိသွားပါတယ်။ဒါဟာသူ့ရဲ့ပါတနာဟောင်းဇီကရှင်းဟောင်းတန်လိုက်အိမ်မြောင်အဖြစ်ပါတယ်။စီဟာလေဒီအိမ်မြောင်ကိုတရမကိုမပါဘဲမနေတတ်ဘူးလို့သူမကတော့ပြောလိုက်ပါတယ်။ ဘလစီကတော့တည်ဆုံပြီးသွားတဲ့နောက်မှာသူ့ရဲ့စနေကသူ့ရဲ့ပစ္စည်းတွေကိုရှာဖွေခဲ့ပေမဲ့အိမ်မြောင်ကိုမတွေ့ခဲ့ရပါဘူး။ဂျေကတော့ဒီအက်ဟာဇီးကရဲ့အိမ်မြောင်တွေကဖိရမယ်လို့ယုံကြည်နေပါတယ်။အရင်လောင်းကတော့လက်သေးနီတို့ကဒီသားကောင်ရဲ့လက်သေးအောက်ကအက်ကိုရင်ညွှန်းနေတာလို့သူကတော့ထင်ပါတယ်။ဒီအက်ဟာနောက်ထပ်သားကောင်တယောက်စီကိုဥတီနိုင်မလားလို့သူကတော့တွေးနေပေမဲ့ဘယ်ကိုတိတိကျကျညွှန်ပြနေတယ်လဲဆိုတာကတော့ရှင်းရှင်းလင်းလင်းကိုမသိရသေးပါဘူး။အဲဒီနောက်မှာဂျေဟာလည်းရေချိုးကန်တွေကိုလဲလျောင်းရင်းနဲ့အတိတ်ကဖိရတွေကိုပြန်လည်ပြီးတော့တုံ့တက်နေပါတယ်။ ဂျေမမီတာဟာမှန်ကန်တယ်ဆိုရင်ဇစ်ဟာအဲ့ဒီနှစ်တွေတုန်းကသူ့ကိုယ်သူမိရှုခဲ့တာကတော့အမှန်ပါပဲဒါပေမဲ့လို့အဲ့ဒါတွေအားလုံးရဲ့အတိတ်ပဲကပါလဲဆိုတာကတော့လှုပ်ဝက်ထားစေပါပဲဒီတော့တွင်မှာပဲလမရီပေါ်မှာအရေးမဲတစ်ခုကပေါ်လာခဲ့ပါရင်လူသက်သမားဟာနောက်ထပ်တိုက်ခိုက်ဖို့ကိုပြင်ဆင်နေပါပြီနောက်ထပ်တနေ့မှာမေရီဟာတဘာဝတရားကိုဂိုင်းဆိုင်နေသူဖြစ်တဲ့သူ့ရဲ့ရေးစာနဲ့ညစာစာနေခဲ့ပါရင်ညစာစာပြီးသွားတဲ့နောက်မှာအခန်းတစ်ခန်းကနေမှန်ကွဲတဲ့ယုဒိယက်ကထွက်ပေါ်လာပါရင်မေရီကတနက်ဆွဲပြီးတော့စုံစမ်းဖို့ကိုသွားတဲ့အခါမှာ အရင်မဲတစ်ခုကသူမကိုလင်းမြန်းစွာပြေးလာပြီးတော့လေဘင်းကနေဖမ်းဆုပ်လိုက်ပါတယ်။သူဟာအစောပိုင်းစခန်းမှာသူမတွေ့ခဲ့ရတဲ့အင်ဂျင်မဲအမျိုးသားဖြစ်ပါတယ်။မယ်ရီကတော့ချက်ချင်းဆိုသလိုရဲရီကိုဖုန်းခေါ်ပြီးတော့အဲ့ဒီအင်ဂျင်မဲအမျိုးသားပဲဖြစ်တယ်လို့ယုံကြည်နေပါတယ်။အဲ့ဒီအချိန်မှာပဲဂျက်ကစီကိုဖုန်းဝင်လာခဲ့ပါတယ်။စတိုတာမြောက်တားကောင်တဦးကထက်ရှိနေပြန်ပြီလို့သိလိုက်ရပါတယ်။မယ်ရီဟာသူ့ရဲ့ရည်စားကိုထားခဲ့ပြီးတော့အမှုကိုစုံစမ်းဖို့ဂျက်နဲ့အတူသွားရပါတော့တယ်။စတိုတာမြောက်နှူးပညာလက်ရာကိုပြတဲ့တစ်ခုရဲ့အတွင်းမှာတွေ့ရှိရပါတယ်။ နုပညာလက်ရရဲ့ခြေထောက်နားမှာမေရီကအမပါရီတန်လိုက်အိမ်မှတစ်ခုကိုတွေးလိုက်ရပါတယ်။ဂျိတ်ကလည်းချက်ချင်းဆိုသလိုတက်တဲ့ပစ္စည်းဌာနကိုဆက်သွယ်ပြီးတော့အရင်သားကောင်စီကအက်ကိုယူလာခံလိုက်ပါတယ်။ထင်ထားတဲ့အတိုင်းပဲအက်ကနေရာတခြားကိုဖြစ်သွားခဲ့ပါတယ်။ခဏတာတုံ့ပြန်ပြီးသွားတဲ့နောက်မှာပဒင်းပေါက်နာကပကြီကားတစ်ချက်စီကိုညွှန်ပြနေပါတယ်။ပကြီကားရင်းမှာလူတက်ရုပ်လေးတယောက်ကအပြင်ကိုစူးစမ်းစွာခြောက်ကြည့်နေပါတယ်။ပကြီကားရဲ့နောက်ကျောင်းမှာတော့ငရေပုံရှုခင်းဆိုတဲ့စာသားကိုရေးထားပါတယ်။ဒီထက်ပိုပြီးတော့ကြောက်စရာကောင်းတာကဇစ်မတေဆုံးခင်ဂျိတ်စီကိုမက်ဆေ့တစ်ခုပို့ခဲ့ပူတာပါ။ ီမက်ဆီမှာ16ရာစုကရှားပါးစာအုပ်တအုပ်ရဲ့ပုံပါဝင်ပြီးတော့အဲ့ဒီစာအုပ်ထဲမှာဒီစာသားအတိုင်းကိုဖော်ပြထားတာရှိပါသည်ဂျင်ကတော့ဒီစာအုပ်ကိုအချိန်မောင်းများစွာကြည်ဘူးခဲ့ပေမဲ့လို့ဇီကတော့ဘာပြောချင်လဲဆိုတော့ကိုဘယ်တော့မှနားမလည်ဘူးဆိုပြီးတော့ဝန်ခံခဲ့ပါတယ်။အနည်းငယ်ဂျိဟာမေရီကိုဖုန်းတော်ကြီးတပါးရဲ့လက်မှတ်ထိုးပွဲကိုခေါ်သွားခဲ့ပါတယ်။သူကတော့ဖုန်းတော်ကြီးကိုမေရီဟာမိစ္ဆာပူကက်ခံနေရတယ်လို့တန်တရားရှိကြောင်းပြောပြပြီးအကူအညီပေးနိုင်မလားဆိုပြီးတော့မိလိုက်ပါတယ်။မေရီကတော့ချက်ချင်းဆိုသလိုဒေါသထွက်ပြီးတော့အပြင်ကိုထွက်သွားခဲ့ပါတယ်။ဂျိကလည်းပို့ပြီးတော့တန်တရားဖြစ်လာခဲ့ပါတယ်။ မကြခင်မှာပဲလူသက်သမားကသူ့ရဲ့ပြစ်စမမြောက်ပြစ်မှတ်ကိုရှာတွေ့သွားပါတယ်။ဒီတော်တွင်းမှာပကြီးစရာဟာသူ့ရဲ့အိယာပေါ်မှာတုံရင်ပြီးတော့ဝေဒနာခံစားနေရပါတယ်။လူသက်သမားဟာနောက်ထပ်ရာဇဝတ်မှုကျူးလွန်နေတာကိုသူကတော့ခံစားမိနေဟန်ရှိပါတယ်။ဒီဒီချိန်မှာလူသက်သမားကအလောင်းကိုအမှုပညာလက်ရာအဖြစ်ကိုခင်းချင်းမပြဘဲတားကောင်းရဲ့ဓာတ်ပုံကိုရဲစခန်းစီကိုတိုက်ရိုက်ပို့လိုက်ပါတယ်။ဖန်ခန့်ရတဲ့မျိုးသမီးဟာဒေတာရင်းအုပ်ချုပ်ရေးမှုဖြစ်နေပါတယ်။ဒီလိုရဲနဲ့လူသက်သမားကရဲရစ်ကိုစေခေါ်နေတာဖြစ်ပါတယ်။ရဲကြောကပကြီးစရာနဲ့လူသက်သမားကြားမှာဆက်နွယ်မှုရှိရမယ်ဆိုပြီးတော့ယုံကြည်ထားပါတယ်။ သူတို့ဟာလှုပ်ဝက်ကုတ်တစ်ခုခုကိုတုံးပြီးတော့ဆက်တွေ့နေတာဖြစ်နိုင်ပြီးလူသက်သမားဟာလည်းပကြီးဆရာရဲ့တပည့်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒီအကြောင်းကြောင့်ရေချုပ်ကပကြီးဆရာရဲ့လက်ရဟောင်းတွေအားလုံးကိုအသေးစိတ်ဆက်စီဖို့ဆုံးဖြတ်လိုက်ပြီးတော့အချောင်းပြချက်တစ်ခုနဲ့ပကြီးဆရာကိုအခန်းပြင်ကိုခေါ်ထုတ်လိုက်ပါတယ်။အနည်းနောက်ကြီးမားတဲ့မှုကင်းစစ်စီရေးအဖွဲ့ကိုသူ့ရဲ့ကိုပိုင်ပစ္စည်းတွေအားလုံးကိုရှာဖွေဖို့ဆီလွှတ်လိုက်ပါတယ်။ဒါပေမဲ့လို့စစ်စစ်ဆက်ဆက်ရှိတဲ့လူသက်သမားတို့အူကရေတွေကိုတဲလွန်စာလွယ်လွယ်ကူကူရှာခွင့်ပေးမှာမဟုတ်ပါဘူး။ထင်ထားတဲ့အတိုင်းပါပဲအခန်းကိုရှာဖွေပြီးသွားတဲ့နောက်မှာဘာမှကိုမှမတွေ့ရဘဲနဲ့ပကြီးဆရာကိုသာဒေါသထွက်စေခဲ့ပါတယ် ။ဗဂျီစီယာကတော့မယ်ရီအပေါ်ကိုသဘောကျနှစ်တန်းမှုတစ်ခုခုရှိနေခဲ့တာကြောင့်အပြစ်မတင်ပဲနဲ့လိုက်လျောခဲ့ပါရင်မယ်ရီတောင်းပန်မိသားရင်းနောက်မှာဗဂျီစီယာကနောက်ထပ်တဲလွန်စာတစ်ခုကိုပေးဖို့သဘောတူခဲ့ပါရင်သူကတော့လူသက်သမားဟာရီနေဆန့်ဗဂျီကအတူလုပ်တဲ့ကျွမ်းကျင်သူဖြစ်ကြောင်းနဲ့အတူတွေရှာဖွေနိုင်မယ့်ဆိုင်နေရာကိုတိတိကျကျပြောပြလိုက်ပါရင်မကြခင်မှာပဲမယ်ရီနဲ့ဂျေတိုကတော့အဲ့ဒီဆိုင်ကိုရရှိလာခဲ့ပြီးဗဂျီစီယာပြောတဲ့ဗဂျီကားတွေကိုအတွင်းမှာတကယ်တွေ့လိုက်ရပါရင်ခြေကားရောပကြီကားကိုချက်ချင်းယူပြီးတော့ရဲစခန်းကိုပြန်ယူဖို့အသင့်ဖြစ်နေပါပြီ။ဒါပေမဲ့လို့သူတို့အပြင်ထွက်တာနဲ့ပဲအင်ဂျင်မဲ့အမျိုးသားကပြန်ပေါ်လာပါရင် ဒီတစ်ခါသူကတော့တနက်ကိုကင်ထားပြီးမေရီကိုတိုက်ခိုက်တာကြောင့်လိုက်ဖမ်းပွဲဖြစ်ပါတယ်။မေရီကတော့လင်မြန်စွာအင်ဂျင်မဲအမျိုးသားကိုတောင်းပိတ်လိုက်တဲ့အခါမှာတော့သူကတော့မင်းကငါအခွင့်အရေးပေးခဲ့တယ်ဆိုပြီးတော့ပြောကနောက်လှည့်ပြီးတော့ခုံချပြီးတေချောင်းကျက်စီလိုက်ပါတယ်။မကြာခင်မှာပဲအင်ဂျင်မဲအမျိုးသားဟာပကြေးဆရာကိုထိမ့်သိမ့်ထားတဲ့စေကျမ်းမရေဌာနကတူနာပြူအဟောင်းတို့ဖြစ်ခဲ့ပူတယ်ဆိုတာကိုသူတို့ကတော့တွေ့ရှိခဲ့ရပါတယ်။တနေ့တုန်းကသူဟာဆေးရုံကဆေးခိုးယူမှုကြောင့်အလုပ်ထုတ်ခံခဲ့ရပါတယ်။ရေကျိုးကအင်ဂျင်မဲအမျိုးသားဟာအတူခိုးလူတက်သမားကိုအကူအညီပေးနေတယ်လို့တန်တရားရှိခဲ့ပါတယ်။ဒီတော့တွင်မှာမှုကင်းစစ်ဆေးရေးက ပကြီကားပေါ်မှာအမျိုးသမီးလက်ပွေရာတစ်ခုကိုတွေးလိုက်ရပြီးဒီမျိုးသမီးဟာလည်းရဲစခန်းမှာအရင်ကအစီရင်ခံစာတင်ထားဖို့သူလည်းဖြစ်ပါသည်။အဖွဲကလင်းမြန်စွာမျိုးသမီးရဲ့နေအိမ်ကိုရောက်သွားပေမဲ့ထူးဆန်းစွာနဲ့ပဲနှစ်ပေါင်းများစွာလူမနေတယ်လို့မျိုးဖြစ်နေခဲ့ပါသည်။ဒီထက်ပိုပြီးတော့ဆန်းနာကတော့အတွင်းမှာဖုံတွေဖုံနေတဲ့အမှုပညာလက်ရာတစ်ခုကိုတွေးလိုက်ရတာပါ။စုံစမ်းကြည့်တဲ့အခါမှာဒါဟာပကြီဆရာရဲ့ကလေးဘဝနေအိမ်ဖြစ်ခဲ့တာကိုတွေ့ရှိရပါသည်။အတွင်းကလက်ရာကတော့သူ့အမေရဲ့ပပူရုပ်ဖြစ်နေပါသည်။ ကလေးဘဝတော်ကပကြီးဆရာဟာဒဏ္ဍာရီလာပကြီးကားတွေကိုဆွဲလန်းခဲ့ပေမဲ့လို့သူ့အမေကမကြိုက်ဖ ೇನೆ မြင်နာနဲ့ကိုဆုပ်ဖြဲလေးရှိတယ်ဆိုတာကပေါ်ပေါက်လာပါပြီ။ရံဖြည်ရင်တဲ့တစ်ချိန်မှာသူ့ရဲ့အမေကကလေးပကြီးဆရာကိုမတော်တဆတွန်းထုတ်မိရာကအုံနောက်ကိုထိခိုက်ပြီးတော့တွေးခဲ့မှုတစ်ခုကဖြစ်စေခဲ့ပါပြီ။ပကြီးဆရာဟာတခါတလေဝေဒနာခံစားရတတ်ပေမဲ့ခဏကြာတော့ပြန်ကောင်းသွားတတ်ပါပြီ။ဒီတစ်ချိန်မှာပဲရဲတွေကပကြီးဆရာနဲ့ကိုဆက်ဆက်ပြီးတော့ကစားဖို့ကိုမှစိတ်မဝင်စားနေတော့ပါဘူး။သူကတော့ဘေဘီကိုဝါယာကြိုးတက်ပေးပြီးတော့လူသက်သမားရဲ့တီးကြတဲ့နေရာကိုရနိုင်ဖို့ညှိနှိုင်းဖို့ကိုဆေးလွှတ်လိုက်ပါတယ်။ ပဒီစီယာကတော့သူတို့ရဲ့ရည်ရွယ်ချက်ကိုသိနေဟန်ရှိပြီးတော့လူသက်သမားပုံးနေတဲ့နေရာကိုမေဘီကိုပြပြဖို့ကိုကန့်လှလိုက်ပါတယ်။ဒါပေမဲ့လို့အခြေအနေတစ်ခုကရှိပါတယ်။ဒါပေမဲ့မေရီဟာသူနဲ့ကိုမှ10မိနစ်စကားပြောရပါမယ်။အဲ့ဒီအချိန်တွင်းမှာပဒီစီယာက မေရီရဲ့ပပူးရုပ်တစ်ခုကိုထုတ်ကျင်တယ်လို့တောင်းဆိုလိုက်ပါတယ်။သူကတော့အလုံးလုံးနေရင်လည်းမေရီကိုမင်းရဲ့ပဝန်းကျင်ကလူတွေကိုတစ်ခါမှကိုတန်တရာမဝင်ဘူးဘူးလား။ဥပမာမင်းရဲ့ဘာသာတရားကန်ဆိုင်တဲ့ရေးစားလို့ပေါ်ဆိုပြီးတော့စာနာလိုက်ပါတယ်။သူရဲ့စကားတွေကမေရီကိုကြောချမ်းသွားစေပေမဲ့ သူမကတော့သူတို့နှစ်ဦးချင်းနေကြတယ်လို့အေးဆေးစွာပြန်ပြီးတော့ဖြေလိုက်ပါတယ်။ပကြီးဆရာကတကယ်လား။သူမင်းကိုတကယ်ချစ်တယ်လို့ထင်လားဆိုပြီးတော့ဖိအားပေးပြီးတော့မေးမြန်းလိုက်ပါတယ်။ဒီမေကုန်းတွေကမေဘီကိုစိတ်မသက်မသာဖြစ်စေပြီးသူမကတော့ငိုချင်လာခဲ့ပါတယ်။မေဘီရဲ့ခံစားချက်တွေကိုစော်ကစားပြီးသွားတဲ့နောက်ပကြီးဆရာကနောက်ဆုံးတော့လူသက်သမားရဲ့နေရာကိုဖွင့်ဟလိုက်ပါပြီ။ဝါယာဂျူကနေနားထောင်နေတဲ့အဖွဲကချက်ချင်းဆိုသလိုလိမ့်စာအတိုင်းထွက်ခွာသွားကြပါတယ်။မေဘီထွက်သွားပြီးသွားတဲ့အခါမှာပကြီးဆရာကသူ့ပီးစီးထားတဲ့ပပူးရုပ်ကိုသူမကိုလှမ်းပေးလိုက်ပါတယ်။ မရီနဲ့ဂျိတ်တို့လူသက်သမားကိုရှာဖို့ထွက်ခွာလာပါတယ်။ဒါပေမဲ့လို့လမ်းမှာအဖွဲစီကဖုန်းဝင်လာခဲ့ပါတယ်။အဲ့ဒီအိမ်ကအပြင်းမဲ့တက်ကြီးရွယ်အိုဆုံးလေးတွေရဲ့အိမ်ဖြစ်နေပါတယ်။မရီကတော့ယုဒီရဲ့ဆိုသလိုသဘောပေါက်သွားခဲ့ပြီးတော့လက်ထဲကဘဘူးရုပ်ကိုအသေးအတန်ကိုမှရှိုက်ခွဲလိုက်ပါတယ်။ထင်ထားတဲ့အတိုင်းပါပဲ။အတွင်းမှာတကယ်လေးစာရေးထားတဲ့စာရွက်တရွက်ကိုဖွက်ထားတာကိုတွေ့လိုက်ရပါတယ်။ဂျေကတော့ချက်ချင်းဆိုသလိုကားလှည့်ပြီးတော့မကြခင်မှာပဲဆွန့်ပစ်ထားတဲ့အင်တလုံးစီကိုရောက်လာခဲ့ကြပါပြီ။အတွင်းမှာသူတို့တွေ့လိုက်ရတာကတော့သူတို့ကိုထိတ်လန့်စေခဲ့ပါပြီ။နေရာတွေမှာမေရီရဲ့တပ်ပုံတွေအပြည့်ပါပဲ မေရီဟာလူသက်သမားရဲ့နောက်ဆုံးပြစ်မှတ်ဖြစ်တယ်ဆိုတာကတော့ရှင်းနေပါပြီ။ဂျေကတော့မေရီကိုအခင်းဖြစ်ပွားရနေရမှာထားခဲ့ပြီးတော့အပြင်ထွက်ကအကူအညီခေါ်ပါရင်ဒီတော့တင်မှာမေရီကအောက်ကနေဆူညံတန်တွေကြားလိုက်ရပြီးချက်ကင်းပြပေါ်တွေကိုအမြင်မြန်ကိုမှဆွဲဖွင့်လိုက်ပါရင်ထင်ထားတဲ့အတိုင်းပါပဲ။အုတ်ချုပ်ရဲမှုကိုအောက်မှာပိတ်လောင်ထားတာကိုတွေ့ရပါရင်မေရီကသူမကိုလှုပ်ပြီးတော့မဲ့အချိန်မှာပဲအရင်မဲ့တစ်ခုကဖြတ်သွားခဲ့ပါရင်မေရီလိုက်ဖမ်းလိုက်ပြင်မယ်လို့သူမရင်ဆိုင်တွေးလိုက်ရတဲ့သူကဂျေးဖြစ်နေတာကိုမြင်လိုက်ရတော့တုန်လှုပ်သွားခဲ့ပါရင်ဂျေးဟာလည်းတခြားသူတယောက်လိုမျိုးဖြစ်နေပြီးတော့ ငါက J ဖြစ်ပေမဲ့ Jake မဟုတ်ဘူး။လူတသမားကငါရဲ့စိတ်ထဲမှာရှိနေတယ်လို့ကြောင်မဲ့ဖွယ်ရထုတ်ပြောလိုက်ပါရင်အဲ့ဒီအချိန်မှာပဲပကြီးစရာဟာသူ့ရဲ့အိယာပေါ်မှာလဲလျောင်းနေပြီးတော့ J ရဲ့ပုံရံကိုကင်ထားရင်းနဲ့တုံရင်နေခဲ့ပါရင်ပကြီးစရာတရားရပြီးတော့တဲ့နောက်မှာထူးဆန်းတဲ့စွမ်းရည်တစ်ခုရခဲ့ကပေါ်လွင်လာခဲ့ပါရင်သူတစုံတစ်ယောက်ရဲ့ပုံမှန်တဲ့ကိုစိတ်ထဲမှာမြင်အောင်ယုံနေသူ့ရဲ့စိတ်ကိုအပြေးဝါကိုထိန်ချုပ်နိုင်ပါရင် J ဟာလည်းအခုပကြီးစရာရုပ်တရုပ်ဖြစ်နေပြီးတော့မေရီကိုတနက်နေ့ကိုမှချိန်လိုက်ပါရင်မေရီမှာ J ကိုပြစ်ခတ်ဖို့တပါတခြားရွေးစရာမရှိတော့ပါဘူး ဂျေကတော့တတိလင်းမူမေယာကနေနိုးလာပြီးတော့ဘာဖြစ်သွားမှန်းကိုမသိတော့ပါဘူး။ဘယ်ဘီကတော့ဂျင်းမင်းစိတ်ကစင်ကလျာယောဂါဖြစ်နေပြီ။မင်းကအတူခိုးလူတက်တမပဲဆိုပြီးတော့သူ့ကိုတရင်ဆိုပြောပြရပါတယ်။ဒီအမှုဟာပိတ်သွားခဲ့ပြီလို့ထင်ရပြီးရဲတွေအပါဝင်လူတိုင်းကဂျေဟာစိတ်ယောဂါခံစားနေရတယ်လို့ယုံကြည်သွားကြပါတယ်။တကယ်တော့ပကြေးစီယာဟာသူ့လိုချင်တဲ့အတိုင်းကိုမှဘသူကိုမဆိုသူ့ရဲ့ရုပ်တရုပ်အဖြစ်ကိုပြောင်းလဲပြင်နိုင်ပါ යි ။ဂျေရဲ့စာပနာပြီးမှပကြေးစီယာဟာထောင်ထဲကဆေယောဂါကူစီယာဝင်ကိုထိန်းချုပ်ပြီးမေရီစီကိုချင်ကပ်လာပါ යි ူကတော့ကျင်းတဲ့အားရတဲ့အပြုံနဲ့ကစားပွဲဆက်နေတော့မယ်။နောက်တစ်ယောက်ကမင်းပဲဆိုပြီးတော့သူမကိုပြောလိုက်ပါရင်ဒါပေမဲ့လို့သူမတီးခဲ့တာကမယ်ရီမှာလှည့်ကွက်တစ်ခုရှိနေတာပါ။မယ်ရီကတော့မင်းရဲ့မကောင်းတဲ့အကျင့်တစ်ခုကိုမေ့သွားပုံရတယ်ဆိုပြီးတော့ပြောလိုက်ပါရင်လူသက်သမားကတော့ခဲတဲ့ထိတ်တွေကိုဝါရတာကြိုက်တာဆိုတာကိုတီးခဲ့တာကြောင့်မယ်ရီကတော့အဲ့ဒါကိုအတုံးချထားပါရင်သူမပြောပြီးတဲ့အချိန်မှာပဲပကြီးစီယာဟာအသက်ရှူကျက်လာပြီးတော့မကြခင်မှာပဲလဲကျသွားရင်းနဲ့ပဲဇလန်လေးကဒီမာရီကိုအဆုံးတတ်ထားခဲ့ရပါတယ်။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်နော်။ ဇလံကောင်းလေးကိုအမြဲတမ်းတင်ဆက်ပေးမှာမို့လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးတွေပြုလုပ်ပေးကြပါဦး။ကြည့်ဒါဆိုရင်နောက်ထပ်ဇလံကောင်းတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။